လေရှားနိုင်ငံမှာမင်းညားကရှင်ပြိုင်ကစားခဲ့တဲ့ Man United နဲ့ ASEAN All Star အသင်းတို့ပွဲစဉ်မှာ ASEAN အသင်းက United ကိုတကူကုမရှိရလက်နဲ့အနိုင်ယူခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ ASEAN All Star အသင်းအတွက်တလုံးနှဲသောအနိုင်ကိုကိုမြန်မာတိုက်စစ်မှုမောင်မောင်လွင်ကလှလှပပသွင်းယူပေးခဲ့တာပါ။ပွဲချိန်82မိနစ်မှာကွင်းလယ်လူ Adrian Sikic ကတေးသက်လှပစွာဖန်တီးပေးမှုကို မောင်မောင်လွင်ကအချိန်ကပ်ပြေးထွက်ပြီးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီသွင်းကိုကြောင့်အသက်26နှစ်အရွယ်ရှိမြမလက်ရွေးစင်တိုက်ဆက်မှုမမောင်တွင်ဟာကဘာကျော်မန်ယူနိုက်တက်ကိုပထမဆုံးဂိုးသွင်းနိုင်တဲ့မြမဘောလုံးသမားဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်အဆိုပါပွဲစဉ်မှာအနိုင်ဂိုးသွင်းခဲ့တဲ့မမောင်လွင်ရဲ့ပါနက်မှုနေရာယူမှုအချိန်ကိုင်းလှုပ်ရှားမှုနဲ့အဆုံးသက်ကန်သွင်းချက်ဟာအလွန်ကောင်းမွန်ခဲ့ကြောင်းအကစားကျွမ်းကျင်သူတွေကချီးကျူးပြောဆိုကြပါတယ်ဒါအပြင်မြန်မာနိုင်ငံက United ပြည်သက်အချို့ကလည်း အသင်းမှကိုရဖို့ရုံးကန်နေရတဲ့တိုက်စစ်မူဝိုင်လန်းနဲ့ကိုပေါင်းရှိရောက်ရင်တလဲတွေချော့ကန်တက်တဲ့ဂါနာချူရုကိုဂိုးဘလိုသွင်းရတယ်ဆိုတာမြန်မာကစားသမားမမောင်လွင်က ပြတ်တပ်ပေးတဲ့ပွဲလို့ဝေဖန်ပြောဆိုကြပါရယ်။ဥယောင်ပတ်မှာရှုံးပွဲတွေများစွာနဲ့မျက်နှာပန်းမလှဖြစ်နေတဲ့ United ဟာအာဆီယံအဆင့်အသင်းကိုပါထပ်မံရှုံးနိုင်ခဲ့တာကြောင့်ပွဲပြီးမှမလေးရှားကိုလာအပ်ပေးတဲ့ United ပြည်သက်တွေကလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါရယ်။